ြန်လောက်ရပြန်ပြန်မလောက်ရခဲသွားမှာဆိုအပေါင်းထဲဒီမှာလောက်ပါသူကအရင်နှွေးပွက်ပွက်ထဲမှာအဲ့လိုမျိုးထဲပြန်ပောင်းရတာခုနကထဲပြီးပောင်းလိုက်တဲ့ဟာပေါ့နော်ဒီလိုမျိုးအဲ့ဒါကိုစားလာမှာအများကောင်းပါရဲ့ရှမ်းစားစားပေါ့နော်ဒီလိုခက်ဆိုရင်တစ်ပတ်ကိုအနည်းဆုံးတစ်ခါသုံးခါစားဖြစ်တယ်အရင်ကြိုက်တယ်တကယ်ခုနကပြောရဲ့ကျုပ်ဖို့ကျုပ်ပါဝယ်လားကျုပ်ပေါင်းဟုတ်တယ်ခက်စဲခက်နဲ့တွေ့စားရင်အရင်ကောင်းတယ် အဲ့ဒီမျိုးမစားပါရင်တက်ရှိလေးမျိုးရောက်တယ်လို့မခေါ်ဘူးတချို့ကကြတော့လေတက်ရှိလေးမျိုးဆိုရင်ကြောက်နေကြတယ်လို့ရှိရောမကြောက်ပါနဲ့လို့ဆိုတယ်ကြောက်ပါလို့အမ်စီပရိသတ်ကြီးအားလုံးလာပါရှင် မတို့အခုရောက်ရှိနေတဲ့နေရာကတော့တချီလေးမျိုးရဲ့စုတောင်းပြည့်ရွှေတကုံစီတော်မြတ်ကြီးပဲဖြစ်ပါလေရှင်။ဟောညီမတို့ဒီဖျားဖူပြီးအပြေကြရဲ့ဖျားစီတဲ့မှာရှင်မုတ်တေကိုပတ်စာကြပါဖြစ်ပါတယ်။လိုက်ရှိပေးကြပါဦးရှင်။အားလုံးပဲအဆိုရင်ဖျားဖူကြရအောင်။ 1995ခုနှစ်ကစတဲ့တယ်လို့သိရပါတယ်ရှင်1998ရှစ်မှာပြီးရယ်လို့ပြောနေတိတယ်ဟုတ်တယ်ရေငုံမြွှေတကုံစီဒီတော်ကြီးရဲ့အချိုးစာ၃ချိုး၃ချိုးနဲ့ညီများတယ်လို့တီးရပါတယ်ရှင်ရန်ကုန်မြို့ထီသွားရောက်မဖူးမြော်နိုင်တဲ့သူတွေဒီမှာအဖူးရအောင်လို့တချီလေးမျိုးဖန်ဆိုင်ကြောင်ကငကားနှကောင်ဆရာတော်ဖျားကြီးကနေပြီးတော့တေဟာကိုကွက်တယ်လို့တီးရပါတယ်ရှင် ်းသားကိုစမ်းမမနဲ့အမဲလူနိုင်တန်းနိုင်တဲ့လူဖြစ်ရပါလို့ဤလိုဆုတောင်းခဲ့ပါရဲ့ရှင်။အာမိမပေါ့နော်ဒီရှေးရှောက်ပြုလုပ်မဲ့အမှုပညာလမ်းကြောင်းမှာပေါ့နော်အစီအပြေချေချုံမွေးမွေးနဲ့လုပ်နိုင်ပါစေလို့ဆုတောင်းခဲ့ပါရဲ့ရှင်။တချီလေးမျိုးရောက်ခဲ့ရင်ဒီတချီလေးရွှေတကုံဆုတောင်းပြည့်ရွှေတကုံကိုလာရောက်ပူးမြော်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ဒီနောက်မှမြင်တွေ့မြင်ရတာတော့တချီလေးမျိုးရဲ့ရှုခင်ပဲဖြစ်ပါတယ်ရှင်ကင်မရာထဲကနေတော့မြင်ရလားမသိဘူးဒီကနေတော့လမ်းညနေရမီလင်းလင်းလင်းလေးတန်းနေတာအားကြတော့ထိုင်နိုင်ငံပဲဆိုင်မျိုးဖက်ချံဖြစ်ပါတယ်ရှင်တချို့ကကြတော့လေတချီလေးမျိုးဆိုရင်ကြောက်နေကြရလေရှိရောမကြောက်ပါနဲ့လို့လာလေကြောက်ပါလို့ကားကားလန်ခီနဲ့အစင်မပြင်းလင်းလင်းနဲ့လဲလာလို့ရပါတယ်ရှင်တချီလေးမျိုးမှာလေစိတ်လည်းရှိပါတယ်ရှင်ဟုတ်ဒီလိုရတယ်ဆွဲဆောင်ရတယ်အရာတွေပါလိမ့်ချက်အစာအစာ အစားအစားအစားပြီးတော့ခါကျတော့ဒီရွှေတကုံဖျားရှိမယ်ပြီးတော့ဟိုရှမ်းဖုန်ကြီးကျောင်းနေလည်းရှိရဲ့ရှင်ရှမ်းဖုန်ကြီးကျောင်းနေမိုင်းဖုန်မိုင်းဖုန်ဖတ်တော့တုံးနိုင်ငံနယ်ဆက်မြို့လည်းဖြစ်တယ်ပေါ့နော်ရှစ်တိကန်ဒီတာလို့အာတင်စားခေါ်ဝေါ်ကြတယ်ပေါ့အဲ့ဒါကြောင့်မလို့နိုင်ငံခြားသားတွေကလည်းအများပြားလာရောက်ပြီးတော့လေ့လာကြပါတယ်ရှင် စကားတော့တိတ်မပြောတတ်ဘူးဒါပေမဲ့လည်းစိတ်ရင်စိတ်ရင်ကောင်းကြပါတယ်တက်ရှိလေးမျိုးအလူတွေအကုန်လုံးတိုင်းရင်တိုင်းညီကိုမောင်မားတွေအကုန်လုံးအဖော်ရပြုများကြပါရဲ့ရှင်ဟုတ်ရှင်ဆန်းယူရအစားစားတခုသစားပါမယ်ရှင်ဗကြရအောင်အဖွဲအဲ့တော့ပေါတခွဲရေပြကြရမှာပါ။အော်ဒီဟာတံပြားရေတံပြားရေဟုတ်ကဲ့လားတံပြားရေဟုတ်ကဲ့ ขาจะแคบซาดเอาไปซาบไปเทมาเนาะข้าวเสบนตัวอลอยาเลยค่ะข้าวเสวยยาลูกโดยนเสร็จไม่มาเลยจะจงมองในบนอจงมองมาอีกพอจงละแสนแสนมองที่ไหนแสนมองแสนมองอีกพอค่ะ ပြီးတော့မှအစာပလာထက်မြေပဲမုံပြီးတော့စီချက်ငရုတ်တီးကြိုက်တဲ့သူကငရုတ်တီးတော့နော်ပဲပုတ်ပဲပုတ်အေးပြီးတော့စားဟင်းချုံမုံချိုးကြလဲဒီအသားလုံးတို့ဒီကြက်ဦးတို့ကိုဒီမှာထည့်စားရကြိုက်ရဆိုလဲထည့်စားကြပါရဲ့ရှင်အဲ့ဒီမြန်လောက်ရအာအကောင်လုံးထည့်ပြီးမှလောက်ပါတခါလဲရောဟွာအရလာပူရုံဝင်အောင်လို့ဟုတ်တယ်ပြင်ပြန်မလို့ခဲသွားမှာဆိုလို့ ရွက်ကလည်းအနေအများပူဆိုင်တလောက်ထည့်လို့ရပါဘူး။ကော်ဖီရယ်ဆလတ်လည်းပြီးတော့အာချစ်တုံမိတ်အရွက်ထဲမှာသူရဲ့အရသာပြည့်စုံတာပေါ့။အစာပလာတွေအကုန်ထည့်ပြီးရင်ပြန်ပောင်းရတော့ကွာ။အာဟိုငမ်း3မိနစ်လောက်ဆိုရင်ရပြီချင်းလေ။သူကအရင်နွေးပွက်ပွက်ထဲမှာအဲ့လိုမျိုးထည့်ပြန်ပောင်းရတာ။ဒီအရွက်တွေနူဝါပြီဆိုရင်ရပြီ။သူကဒီလိုမျိုးအာပြန်ထုတ်တော့အချက်လိုက်ပဲပေါ့ဒါမဲ့အဲ့ဒီ အဲအချက်တရားနေပြီးတော့ပြန်ပြီးခွာချလိုက်တာခုနထည့်ပြီးပေါင်းလိုက်တဲ့ဟာပေါ့နော်ဒီလိုမျိုးအဲ့ဒါကိုစားပါမှာဒီရကောင်းပါရဲ့ရတာမလို့နေကြတယ်อืมကောင်းတယ်ခမုတ်လည်းမတူတူဒီမှာတော့အရာသာတက်တက်တမျိုးပဲလိုမျိုးပဲဖြစ်နေရှမ်းစားစားပေါ့နော်ဖီဘက်ခက်ဆိုရင်ဒီမှာဆိုရင်တန်းလူမျိုးမဟုတ်ပေမဲ့ဒီတစ်ပတ်ကိုအနည်းဆုံးနှစ်ခါသုံးခါစားဖြစ်တယ်အရင်အရင်ကြိုက်တယ်တကယ်။အီမတော်အရင်စားနေတယ်အရင်ကတော့ဒါတတိယရောက်ရဲ့ဒီစားတာ မဖြစ်မနေစားရပါဘူးမဖြစ်မနေလားစားရပါပါဒီဒီရပြီးတော့လေသူကကျတော့ပူပူနွေးနွေးလေးစားပူကောင်းတယ်ဒါညနေဖက်ရောက်လာလို့ပေါ့နော်နေ့လည်ခင်းဆိုရင်တစ်ခါလေးဆိုဒီဖက်တွေထိုင်ကြနေရတော့မရှိဘူးဟုတ်သူရမ်းများတယ်ဒီပေါ့နော်နေ့လည်နေ့ခင်းဆိုရင်ခက်ဆက်ခက်သားရယ်ပြီးရင်အော်ဒီရှင်းဆိုင်နဲ့လေးတွေမှာမုတ်မုတ်ဆိုင်လေးတွေရောင်းနေပေါ့နော်အာသားလုံးကင်တော့ပါလို့အဲ့လိုမျိုးနေတွဲစားလဲအရင်ကမှကောင်းပါတယ်အရသာရောင်းနေတယ် ်နောက်တစ်ခုစာပြအောင်မယ်တဥဖုတ်အဲ့တဥဖုတ်နဲ့ခက်ဆက်ခက်နေရပါတော့ဒီတက္ကစီလေးရှိတဲ့ပုံပေါ်မှာပထမဆုံးစရအောင်ခဲ့တာပေါ့အဲ့ဒီနှမျိုးမစားတော့ရင်တက္ကစီလေးမျိုးရောက်တယ်လို့မခေါ်ဘူးခုနကပြောရင်တဥဖုတ်จุ๊บปาวเหรอจุ๊บปาวครับเดจุ๊บปาวอ่ะจุ๊บทุบอ่ะแกเกปูแล้วมวยๆนี่แหละเนาะครับเด ခက်ဆဲခက်နဲ့သွေးစားရင်အရင်ကောင်းတယ်အဲဒီခက်ဆဲခက်ဘန်းထဲမှာမပေါင်းခင်နေညက်ထည့်ပြီးတော့တူတူပေါင်းစားရင်အရင်ကောင်းတယ်ဒီလိုစားခုနမေ့ပါလို့အခုမှစားရမရတာဘယ်လိုလဲဆိုတော့ तू ကစားစိုင်းကိုမိုးပြီးတော့ငရုတ်ကောင်မုံနဲ့အဲကျုပ်နဲ့ကိုရောပြီးတော့အရသာဆက်ထားတာပေါ့အဲ့ဒါပြီးမှသူကကြက်ဥထဲပြန်ထည့်ပြီးတော့ပေါင်းထားတာဟိုစင်းစိတ်ငငယ်လေးနဲ့စားကောင်းတယ်ငုတ်ဒီမုတ်လေးနဲ့တူစားတယ်ကောင်သူရဲ့ငုတ်ဒီမုတ်လေးနဲ့တူစားအရင်ကောင်းတယ်အရင်စားကောင်းပါရဲ့ ာလည်းဖူးပြီးသွားပြီးကိုစားရှင်နဲ့မုတ်တီလည်းပတ်စားပြီးဆိုတော့ဒီပြန်လိုက်ပါအောင်မယ်ရှင်ကြည့်ရှုနေကြတဲ့ MP ပြည်သက်တွေအားလုံးလည်းအချီလေးမျိုးရောက်ခဲ့ရင်ခြေတကုံဖျားကိုမဖြစ်မနေလာရောက်ဖို့တော့ကြားဖို့အတွက်ခေတ်ခေါ်အပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တတ